မင်္ဂလာရှိသောချိန်ကလေးဖြစ်ပါစေခင်ဗျာဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်ရမယ့်ဇလံကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာအက္ခဆော်ရေးသားထားတဲ့ဘကိုးတိုင်းဒေသတွေကဖားတို့လိုရွာမှာနေတယ်ပညာသေးဘွားစောဆိုတဲ့ဇလံလေးရဲ့အပိုင်းတစ်ကိုနားဆင်ရမှာပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါခင်ဗျာဇလံလေးကိုနားမစင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလံလေးကိုအခုပဲစလိုက်ကြရအောင်ပါ ုံနာမည်ကတော့စီတူပါအိမ်နာမည်ကတော့ကိုလင်းလို့ခေါ်ကြအသက်ကြီးတဲ့လူကြီးတွေကတော့ကျုပ်ကိုချစ်စနိုးနဲ့ငလင်းလို့ခေါ်တာပေါ့ဗျအကျုပ်ကဘကိုးတိုင်းဒေသကဖားတို့လို့ခေါ်တဲ့ရွာမှာနေပါတယ်ဒီဖြစ်ပျက်တွေကတော့ကျုပ်အသက်10နှစ်ဝန်းကျင်ကဖြစ်ခဲ့တာဆိုတော့ကိုနှစ်တက္ကရီအဖြစ်ပြောရင်တော့2005ခုနှစ်ဝန်းကျင်လောက်ကပေါ့ကျုပ်တို့ရွာကအဲ့တုန်းကမျိုးမဖြစ်သေးဘူးဗျရွာအဖြစ်ပဲရှိသေးတယ်။ရွာဆိုပေမဲ့ရွာကရွာကြီးတူရပေါ့ဗျာ။ရွာထဲမှာရက်ွက်6ရက်ွက်ရှိ ဘုန်းကြီးကျောင်းငါးကျောင်းရှိစာသင်ကျောင်းအထက်တန်းကျောင်းရှိဈေးရှိရဲစခန်းတွေဈေးပေးခန်းတွေလည်းရှိကျွာလေကနေကတ္တရာလမ်းမကြီးကိုဖြတ်တန်းပြီးတော့ဖောက်လုပ်ထားတယ်။ကားလိုင်းတွေဘာတွေလည်းရှိနေပြီဗျ။ကျိုးတို့ရွာရဲ့အရှိဘက်ကိုဆက်သွားရင်တော့ပိန်စလုံးအဲ့ဒီရှိဆိုရင်တော့ရွှေကျင်ဖို့တောင်ဘက်ဆင်းရင်တော့ညောင်လေးပင်ဘက်ကိုရောက်ကျွာရဲ့အနောက်ဘက်ကိုသွားရင်တော့မြို့ချောင်းဆိုတဲ့ရွာရှိမြို့ချောင်းရွာရဲ့အနောက်မှာတော့ပဲခူးကျုံးမှတောင်တန်းကြီးရှိတယ်။ ကျိုးတို့ရွာကနေရိုးမကိုဆိုရင်တော့တဲ့ပြီးတော့မဝေးလာပြီအခုနောက်ပိုင်းရန်ကုန်မန္တလေးအမြန်လမ်းကြီးဖောက်တော့မြို့ချောင်းရွာနာကနေဖြတ်မောင်းသွားတဲ့အတွက်အရင်ကားတဲ့ဆိုင်တော့အများကြီးတွားရလာရလွယ်သွားပြီပေါ့ဗျာဖားတို့ရွာနာမှာရွာပေါင်း16ရွာရှိအဲ့ဒီရွာတွေကရောင်းဝယ်ဖောက်ကားခြင်းတဲ့လူတွေကိုကျိုးတို့ရွာကိုပဲလာရတာဆိုတော့ရွာကားစီရတော့အတော်စီတာပေါ့ဗျာအရင်ဆုံးကျုပ်အကြောင်းအစပြောမယ်ဗျာကျုပ်မွေးကလေးကတေးသေးလေးဗျာချူချာလိုက်တာလည်းပြောမနေပါနဲ့ဗျာ ယောဂါတူတော့လူကလေးပိန်လိနေတာပေါ့ကျိုးအဖေနဲ့မိကအရင်ကဖားတို့မှမနေဘူးဗျအဖေနဲ့မိကတိလုပ်ငန်းလုပ်တဲ့လူတွေဆိုတော့တိထွက်တဲ့လောကွက်တွေဂျိုးမတွေကတိထုတ်စကန်းတွေမှာနေတာကျိုးချူကြလုံးလို့နောက်ဆုံးကျိုးဘွားကတိလောကွက်ထဲကိုလိုက်လာတယ်ကျိုးဘွားနာမည်ကတော့မတ်တင်ငွေတဲ့ဒုတိယကဘာစစ်ဖြစ်တော့အဖွားရဲ့မိဘတွေတေဆုံးကုန်ကြတယ်အဖွားကိုကရင်မကြီးတယောက်ကမွေးစားပြီးတော့တမိချင်းတယောက်လိုမွေးထားတော့အဖွားကကရင်စာကရင်စကားတက်သွားတော့ လူကလည်းအရက်ကပူပူအသားကလည်းဖြူဖြူဆိုတော့မသိတဲ့လူဆိုရင်အဖွားကိုကရင်လိုပဲချင်တာဗျဖားတို့ရွာမှာအဖွားကိုမက်ကရင်မလို့ပဲခေါ်ကြအဖွားကအဖေတို့တိကွက်ကိုရောက်လာပြီးတော့ကြုတ်ကိုကြည့်ရင်တည်းတော်တော်စိတ်မကောင်းဖြစ်သွားအခုလာရတာကလည်းကြုတ်ကြောင်လာရတာတဲ့အမေနဲ့ကျုံးတဲ့ကဓာတ်မတည့်ဘူးလို့အဖွားစောကဟောတယ်ဆိုပဲအဲ့ဒါကြောင့်ကျုပ်အခုလိုပိန်ချုံးပြီးတော့ယောဂထူနေတာတဲ့ကျုပ်ရဲ့သက်၃နှစ်မှာကျုပ်ခန္ဓာကိုယ်ကတစ်နှစ်ခွဲအရွယ်လောက်ပဲရှိတယ်ဆိုပဲဗျ။ အဖွားကအမေးစီကနေကျုပ်ကိုပြန်ဝင်တယ်။စတိသဘောမျိုးနဲ့စမ်းတက်ပြီးငွေတမန်းနဲ့ဝယ်လိုက်တာပါ။ပြီးတော့အမေတို့နဲ့တစ်လုတ်ွက်တဲမှာမထားတော့ဘဲနဲ့သူနေတဲ့ဖားတို့ရွာကိုကျုပ်ကိုခေါ်သွားတယ်။အဲဒီချိန်ကစပြီးတော့ကျုပ်ကဖားတို့သာ ဖြစ်တော်တာပါပဲ။သူစန်းတာတစ်ခုကအဖွားကျုပ်ကိုလည်းဝယ်သွားပြီးရောအရင်ဖြစ်နေတဲ့ဂျောဂါတွေကိုပျောက်ချင်းမလားပျောက်ကုန်ပြီးတော့လူကပုံမှန်ပြန်ဖြစ်လာတာဗျ။ကျောင်းကင်းသွားတော့အစာအိတ်ဖက်လာပြီးတော့နှကိုကလေးတယောက်ပုံစံပြန်ဖြစ်သွားတယ်။အမေတို့ကလည်းပြောတာပေါ့ဗျာ တစ်ခွဲတွေကလူတွေဆိုရင်ကြုတ်ဒီလောက်ထိတက်ရှိလိမ့်မယ်လို့ထင်လို့မထားဘူးတဲ့အမေနဲ့ကျုံနဲ့တမတဲ့တာဖြစ်ချင်းဖြစ်နိုင်နေဗျအဲ့ဒါကလေအဖွားကိုအဖွားစောလို့ခေါ်တဲ့အဖွားတယောက်ကတွက်ချက်ပြီးတော့ကြံပေးလိုက်တာဆိုပဲအဖွားစောကအာယုံခံပြီးတော့ဟောတာဗျအဲသူပြောတာကကရင်မကြီးနေမြေးတော့ဒီတိုင်းထိုင်ရင်အသက်ရှိဖို့မမြင်ဘူးဒီကလေးကမိခင်ဖခင်နဲ့တမတဲ့ဘူးဖြစ်နေတယ်နေသွားပြီးတော့ကလေးကို တောင်းဝယ်လာခဲ့သူတို့နဲ့မထားဘဲနဲ့နေမဲမွေးထားလိုက် ဒီလိုမှမလုပ်ရင်တော့ဒီကလေးတဆိုးရှင်မှာမဟုတ်ဘူးအဲ့ဒီလိုပြောလိုက်တာတည်းဗျအဖွားကဟုတ်လိမ့်နုံနုံနဲ့လာရင်တဲ့ကွက်ရောက်မှာကျိုးအဖြစ်ကိုတွေ့ပြီးတော့အံ့ဩနေတယ်ဆိုပဲအမေတို့ကအလုပ်တစ်ဖက်နဲ့ဆိုတော့အဖွားစီအဆက်အသွယ်တိတ်မလုပ်ဖြစ်ဘူးကျုံယောဂါတွေဆွဲပြီးတော့ပိန်လိနေကြကိုလေအဖွားကမသိဘူးအဖွားစောဟောလိုက်လို့သာဂျုံတဝက်မဂျုံတဝက်နဲ့လာခဲ့ရတာတဲ့ဘာပဲဖြစ်ဖြစ်ကျိုးဖွားရောအဖွားစောပါကျုပ်ရဲ့အသက်တခင်ကျေးဇူးရှင်တွေလို့ပြောရင်လေမှားမယ်မထင်ဘူး အဖွားစောဆိုတာကျုပ်အဖွားနဲ့ငယ်တငယ်ချင်းတွေပြတယောက်နဲ့တယောက်လည်းတိတ်ခင်ကြအဖွားကပူပူဝါဝါဆိုပေမဲ့အဖွားစောကတော့ပိန်ပိန်ပါပါပဲဗျသဘင်ရှိအီကိုဘီးတစ်ချောင်းနဲ့ဘီးစပတ်စုံထုံးထားပြီးတော့ငယ်တိန်သားမှာတစ်သားဘင်းကလေးတစ်ချောင်းကိုအမြဲစိုက်ထားလေးရှိအောက်ကချွေးခံအင်းကြီးဝစ်ပြီးတော့အပေါ်ကနေရှင်ဘုန်းအင်းကြီးလက်ရှိကိုခပ်ပါပါလေးဝေးလေးရှိတနကားအခြေဆုံးကောင်းဆုံးနဲ့အမြဲတမ်းပြန့်အောင်နေတတ်တဲ့အဖွားကြီးဗျကျုပ်ကိုလည်းတိတ်ချစ်ရှာ ကျုပ်ကဒီဘွားနှစ်ယောက်ရဲ့လက်ပေါ်တင်ကြီးပြင်းလာရတယ်လို့လည်းပြောလို့ရအဖွားစောတို့ကသားမိနှစ်ယောက်တည်းနေတယ်သူသမီးကလည်းအပြိုကြီးပဲသူတို့ကချမ်းလေချမ်းသာတယ်ဗျကာလန်ဘေးနားမှာချမ်းကြီးဝင်းကြီးနဲ့နေတယ်အိမ်ကြီးရခိုင်ဆိုသလိုကျွန်းသစ်တွေနဲ့စောက်ထားတယ်လေးမင်သုံးကန်အိမ်ကြီးဟာအကြီးကြီးပဲဗျသားတွေမြီးတွေမရှိတဲ့အဖွားစောဟာကျုပ်ကိုမြည်ရင်တယောက်လိုချစ်ချာတာဗျခြေတော့ကတော့အသိမတန်တော့အပြင်သွားရင်ဝါတောင်ဝေးတစ်ချောင်းနဲ့ထောက်ထောက်ပြီးတော့သွားရရှာ အဲ့ဒီတော့ငါအဖွားစောကအသက်60ကျော်ပေါ့အဖွားကအသက်60နီးပါးရှိသေးတယ်အဖွားစောကိုလူတွေကပညာတတ်တယ်လို့ပြောကြတယ်ဘာပညာလဲဆိုတော့ကျုပ်လည်းမပြောတတ်ဘူးအဖွားစောကအလူတန်းဆိုလဲလောက်တာပဲကျုပ်ကိုအရှင်ပြုရန်ခံပေးတာကလည်းအဖွားစောပဲဗျအေးဒါပေမဲ့ဘုန်းကြီးကျောင်းတွေမတော်ဘူးအဖွားစောကဘေးတင် ဟောတယ်ပျောကားတွေဘာတွေဝင်တာအပမိတာဆိုရင် ထုတ်ပေးဇွာရဲမှာဘိန်းတော့ဆရာတွေဘာတွေမနိုင်ဘူးဆိုရင်တော့အဖွားစောစီကိုခေါ်လာကြတာပဲ ရရဲ့ရွာရေးဆိုရင်လေအဖွားစောကမြဲပါတယ်။ရွာကန်လူကြီးတွေကလည်းအဖွားစောကိုရမိရဖလို့သဘောထားပြီးတော့ဆွေးနွေးတိုင်ပင်ကြ။နောက်ကိုကလေးကပြေးပြေးဆုံဆုံနဲ့နေနိုင်တဲ့တူဆိုတော့သူ့ကိုကရောတလောက်ပဲယူတာဗျ။တချို့ကလည်းအဖွားစောကိုစုံမကြီးလို့ပြောကြပြန်တယ်။ကျုပ်ကတော့မယုံပါဘူးဗျ။စုံမတွေဆိုတာစိတ်ထားပုံဆက်တဲ့လူတွေလိုပဲတည်ထားတယ်မဟုတ်လား။အဖွားစောကစိတ်ထားတိတ်ကောင်းတာဆိုတော့စုံမတော့မဟုတ်တော့ပါဘူးဆိုပြီးတော့ကလေးတွေနဲ့တွေးမိ။ အဖွားစောပညာတတ်တယ်ဆိုတာကိုကျုံမျက်မြင်စကြုံတာကတော့ကျုပ်အသက်ခုနှစ်နှစ်လောက်မှာဗျဖားတို့ရွာရဲ့အနောက်ဘက်တောင်တန်းမှာပူနိုးရွာဆိုတဲ့ရွာတွေရရှိအဲ့ဒီရွာမှာအဖွားရဲ့အကိုတယောက်ရှိဥတီဟာလို့ခေါ်တယ်အဖွားတို့ကတော့အရှိမပြောခဲ့သလိုဂျပန်ခေတ်မှာမိဘတွေသေးသွားတော့မောင်နှမတွေကိုဟိုလူခေါ်မွေးဒီလူခေါ်မွေးနဲ့တကွဲတပြားစီဖြစ်သွားတာပေါ့ဗျအဖွားရဲ့အကိုအကြီးဆုံးကဘိုးကောင်းချိတ်လို့ခေါ်တယ်ဗျသူကဓမြတိုက်ပြီးတော့တနက်ပြီးတဲ့လူတယောက် ဂျပန်တွေကိုမကျေနပ်လို့ဂျပန်တပ်ကိုတယောက်တည်းတော်လန်နေတကူတော်တော်လန်ကြီးတမားကြီးရေဗျဟိုထားပါတော့ဗျအဲ့ဒီဘိုကောင်းချိတ်ချောင်းကိုနောက်မှပြောပြဥဒိယာဆိုတာဘိုကောင်းချိတ်ရဲ့အောက်အဖွားရဲ့အထက်ကပေါ့ကျုပ်တို့သွားလေတော့ဥဒိယာက အသက်80ကျော်နေပြီဘိုးနိုးရွာနဲ့ကျုပ်တို့ရွာကမနီမဝေးလေးဆိုတော့လင်းကားပြီးတော့သွားကြတာပေါ့မနဲ့သွားရင်ညနေပြန်ရောက်ပါတယ်မနဲ့စောကြီးရွာကနေဖေးရဲတီတွေစားစရာတွေတည့်ပြီးတော့သွားကြတယ်ကိုရောက်တော့စားကြတောက်ကြပေါ့ဗျာ ညနေ9နာရီလောက်ရောက်တော့မှမြေအဖွားနေအောင်လဲနဲ့ပြန်လာခဲ့ကြ။လဲကရွာကသူများလဲကိုငှားလာရတာဗျ။ပြည့်ကျင်တော့အပြန်လန့်မှာမိုးတွေကြွားပါလေရော။ဒီကြားတယ်လဲကနုံနစ်နေသေး။ပုံမှန်10နာရီ2နာရီလောက်သွားရတဲ့လမ်းကအခုတော့3နာရီနီးပါးလောက်ကြာသွားတယ်။ကျိုးတို့ရွာကိုပြန်ဝင်တော့ည8နာရီကျော်နေပြီ။ကျိုးကကလေးဆိုတော့ဘိုက်ကလည်းစားအိတ်ကလည်းအိတ်ချင်ပေါ့။အဖွားကအိမ်မပြန်တော့ဘဲနဲ့အဖွားစောအိမ်ကိုဝင်မယ်လို့ပြောတယ်။ဒီချင်းအိမ်ပြန်ရောက်မှာဓမီအိုချံဟင်းအိုချံရဲ့ ညနေမှာစားနေရမှာမဟုတ်လားအဖွားကြံတိုင်းပဲအိမ်ကိုတမ်းမပြန်မင်းနဲ့အဖွားစောတို့အိမ်ကိုဝင်လာခဲ့ကြတယ်မိုးရီဆိုလာတော့အဖွားစောအိမ်ရောက်မှာခြေရီချိုးအဝိစားလဲကြတာပေါ့ဗျာကျိုးကတော့ရေမချိုးပဲနဲ့အဝိစားပဲလဲလိုက်ဖွားစောအိမ်ပေါ်တက်မှာနေရလေးမိပြီးတော့ငိုက်နေတာပေါ့ဗျာအဖွားကရေချိုးနေတော့မင်းအဖွားစောကကျိုးတို့မြေဖွားစားဖို့ဆိုပြီးတော့သမင်းဘွဲပြင်ပေးနေတင်သားသမင်းစပွဲဝိုင်းကိုကျိုးတို့ထိုင်နေတဲ့အရှိန်အဟမှာချပေးပြီးတော့အိမ်ရောက်ကနေဟင်းခွက်တွေတဲပြီးတော့ခုံပေါ်လာလာချတယ် ကျုပ်ကငိုင်းနေတယ်ဆိုပေမဲ့အိတ်နေတာတော့မဟုတ်ဘူးဗျ။ဓမင်းစားပြီးမှအိတ်မယ်လို့ဆုံးဖြတ်ထားတာကိုအဖွားစောကအိမ်ပေါ်ဝတက်လာရင်လည်းလက်ထဲမှာပကံလုံးလေးတစ်ခုကိုကိုင်းလာတယ်။ကျွေးပကံလုံးလေးထဲမှာတော့ငရံသားပေါင်းလက်ညိုးလောက်လေးတွေကိုအကျွတ်ကျော်ထားတဲ့ငါးကျော်လေးတွေထည့်လာတာဗျ။အကျိုးရှိကတည်သားစပွဲဝိုင်းမှာငရံ၆ပကံကိုတောက်ခနဲ့ချပြီးတော့ကျုပ်ကိုတစ်ချက်လှည့်ကြည့်သွားသေးတယ်ဗျ။နောက်တဲ့ဟင်းတွေတဲဖို့အတွက်အိမ်ရောက်ကိုပြန်ဆင်သွားပြန်ရော။အိမ်ပေါ်မှာကျုပ်ကလွယ်လို့ဘယ်သူမှမရှိဘူးဗျ။ ဒီချိန်ဘာဖြစ်လဲဆိုတော့ငရက်ကြော်လေးတွေကအသက်ဝင်လာသလိုပဲဗျ။ခေါင်းခါခါအမိခါခါနဲ့ဖြစ်ပြီးတော့ပကံထဲမှာတဖြက်ဖြက်နဲ့လူးနေတယ်။တချို့ငါးတွေကဇက်ကနေဇက်ကနေထကုန်ကြလို့ဇပွဲပေါ်မှာတော့ပြုတ်ကြကုန်တယ်။နိုင်နေတဲ့ကြုတ်လေးငါးလေးတွေခုံပေါက်နေတာချင်းနဲ့မျက်လုံးတွေပြူကျဲလာတယ်ဗျ။အဖွားကရေချိုးပြီးတော့အိမ်ပေါ်ကိုတက်လာတော့မှကျုပ်ကအသက်ကုန်អော်တော့တာပဲ။အဖွားကအနားဝေကြောက်လာပြီးတော့ကျုပ်ကိုဖက်တာ။ဟဲ့ငလင်းနင်းဘာဖြစ်တာလဲ။ အဖေခိုးခိုးစပွဲပေါ်ကငကြော်တွေကအသက်ဝင်ပြီးတော့ခုန်နေတယ်ဗျာမာမီးရေငါးကြော်ပါဆိုမှအသက်ရှိပါမလားဘဲမလဲမခုန်မဟုတ်ဘူးကျုံမျက်လုံးကိုမရေတရေဖွင့်ချိန်လိုက်တော့မှငါးကြော်တွေပြန်ဖြစ်နေတယ်ဗျာစပွဲပေါ်မှာလည်းငါးကြော်လေးတွေပြန်ချဲလို့အဖွားကတော့တခုခုသိပုံရငပိရီခွက်ကိုကိုင်းပြီးတော့တက်လာတဲ့ဘွားစောကိုလည်းမြင်ရောအစိုးရေ ငါမီးကိုကြောက်မလုပ်ပါနဲ့ဟေးအေးပါအေးအေးပါငါသူ့ကိုချစ်လို့ကြည်စည်လိုက်တာပါဘာမှမဖြစ်ပါဘူးဘာမှမကြောက်နဲ့ဟုတ်ပြီလားအဘွားစောကငါးကြော်လေးတွေကိုဇပွဲပေါ်ကပြန်ကောက်ပြီးတော့ပကံလုံးလေးကိုထည့်ကြော်ပြေးသမင်းစားတော့ငါးကြော်ကိုမစားရဘူးငရန့်ကောင်လေးတွေက မျက်လုံးပြူးပြူးနဲ့ကြော့ကိုဝမ်းကြည့်နေတယ်လို့ထင်နေရဒါတွေစားပြီးတော့ဘိုက်ထဲမှာအသက်ဝင်လာရင်ဒုက္ခပဲလို့တွေးမိတာကို ဘဲဦးကျော်နဲ့ပဲဂျမင်းကိုကြိတ်စားရအဖွားကတော့ငါးကျော်တွေယူစားတာပေါ့အဖွားစောကကျုပ်ကိုအဖြစ်ကိုကြည့်ရင်းနဲ့ပြုံးစီစီနေဗျအဲဒီတုန်းကအဖွားစောပညာတတ်တယ်ဆိုတာကိုကျုပ်လက်ခံသွားတာဗျဘာပညာလဲတော့မသိပေမဲ့အဖွားစောကိုတော့ကျုပ်ကိုချစ်လို့စားနောက်ခဲ့ဘူးတာတော့ရှိကျုပ်ကတည်းက9နှစ်အကျွယ်မှာအဖွားစောရဲ့ပညာတွေနဲ့စပြီးတော့တီးခဲ့တယ်ဆိုပါတော့ဗျာနောက်ပိုင်းကျတော့အဖွားစောရဲ့ပညာရက်တွေကိုပို့ပြီးတော့ထဲထဲဝင်ဝင်တီးခဲ့တယ်ဆိုပါတော့ကျုပ်တို့ချန်လေးကတရက်ကွက်ရဲ့အစွန်မှာရှိတယ် အဲ့ဒီနေရာကိုကွက်သေးရက်ကွက်လို့လည်းခေါ်ကြ။ကြွားပြင်းတာနည်းနည်းကြပြီးတော့ခြံကျင်ကြီးတွေကြီးပဲရှိ။အဖွားခြံကတော်တော်ကိုကျိတ်တာဗျ။ခြံထဲမှာလည်းအသီးပင်စားပင်တွေအစုံပဲ။မလက်ကားပင်တွေဆိုရင်တနည်းပတ်လေလုံးနှီးပါတီးကြတာဗျ။ဒါပြင်တရက်အတင်းမောနနဲ့စားတဲ့ရာသီပေါ်တီးနှံတွေလည်းရှိ။အဖွားကစိုက်တာပြိုတာဝါသနာပါတော့ဘူးစင်တွေဖယုံစင်တွေခွဲကြံရင်ကပင်းလင်းမွေသီးတွေတို့စုံလို့ပေါ့ဗျာ။ ။အကျိုးတို့မြေပွားကတော့ဂျန်လေလောက်မှာတစ်သားအိမ်တွေစောက်ပြီးတော့နေကြတယ်။ကျိုးတို့အိမ်ရဲ့ခြေရင်ဘက်မှာတော့အဖွားသမီးအငယ်ဆုံးဒေါ်သိန်းနဲ့သူ့ယောက်ျားဦးနေထွန်းတို့နေကြတယ်။ဦးနေထွန်းကကုန်ကားမောင်းတဲ့လူဆိုတော့အိမ်မမရှိတာများတယ်။ပုံမှန်ဆိုရင်တော့ကျိုးတို့ခြံကြီးထဲမှာအဖွားရဲ့ကျုပ်ရဲ့အဖွားသမီးဒေါ်သိန်းရဲ့အတူတူနေထိုင်ကြကျိုးတို့ချန်ရဲ့ခေါင်းရင်ဘက်မှာတော့ကျိုးတငယ်ချင်းနိုင်လင်းရဲ့အိမ်ရှိ သူနဲ့ကျိုးကရွယ်တူပဲဆိုတော့အတူတူပေါင်းမိကြတယ်။နိုင်လင်းအဖေနာမည်ကဦးတင်းထွန်းနဲ့ ။ဦးတင်ထွန်းကအချင်းပြေအရဲတောင်းနေတဲ့အရဲသမားကြီးတယောက်ပဲ။အချင်းကတော့ကောင်းရောင်းကောင်းဝယ်လဲထွန်းရာလို့လှုပ်ရှားတဲ့သူပေါ့။နောက်ပိုင်းခြေစင်းလက်စင်းကောင်းနေဆိုပြီးတော့အရဲတောင်းမိရာကနေအရက်ကသူ့ကိုနိုင်သွားပြီးတော့ဘာလို့မှမလုပ်တော့ပဲနေ။နေနေညညရက်ကြီးတောင်းနေတာ။ဦးတင်ထွန်းယောက်ကြီးကလည်းကြောက်စရာကြီးပြ။အရက်တွေတောင်းလွန်းလို့မျက်နှာကြီးတွေကဖောင်းကားနေတယ်။သပင်ရှည်ကြီးကလည်းဘုဒ္ဓကြီးကြလို့ဗျ။လူကပိန်ပိန်ပါပါဆိုပေမဲ့ပိုက်ကြီးကပူပြီးတော့ဖောင်းနေတယ်။ ကျုပ်ကတော့ဥဒင်းထွန်းကြီးကိုငငယ်ကလေးကကြောက်တာဗျအဘွားတို့ကကျုပ်ကိုပြောဆိုမရရင်ဥဒင်းထွန်းနဲ့ခြောက်တာဆိုတော့ငဲကြောက်ကြီးလို့ပြောရဥဒင်းထွန်းကလမ်းသွားရင်ကျုပ်နဲ့တွေ့တာနဲ့ကျုပ်ကိုဖန်ဆာပြင့်မယ်ခြေထောက်ကဆွဲပြီးတော့ကင်ပေါက်ပြင့်မယ်လို့ခြောက်တယ်ငငယ်ကလေးကကြောက်ခဲရတဲ့ဥဒင်းထွန်းကိုတွေ့ရင်ကျုပ်မှအလိုလိုကြောက်နေမိသားဗျနိုင်လင်းကစဉ်းရဲရှာပါတယ်အဖေကအလုံးမှမလုပ်တာပဲအဘွားကတနာတော့အိမ်ပေါ်မှာပဲခေါ်ထားတယ်နိုင်လင်းကကျုပ်တို့အိမ်မှာပဲနေတာများတယ်ဗျ ဦးတင်ထုံးကတခါတလေဆိုရင်အိမ်ပြန်မိပဲနဲ့လမ်းမမှာလဲကြနေတတ်တာကိုလူတွေပြောကြတာကတော့ဦးတင်ထုံးကြီးကအရက်ကိုဒီတိုင်းတော့မတော့ဘူးတဲ့အရက်ကိုရေမကျော်ပဲနဲ့တောက်တာတောင်မှပြော့လို့ဆိုပြီးတော့နှစ်ဖားကြီးကိုကွက်ဖင်မှာကတ်ပြီးတော့တောက်တာလေဗျသူများပြောတာတော့နှစ်ဖားကြီးကိုအဲ့လိုကတ်ပြီးတောက်ရင်တော့ဘလို့မှမနေနိုင်အောင်မူးထည်ဆိုပဲဦးတင်ထုံးကတော့တောက်လိုက်တာမှကိုနှစ်ဖားကြီးကိုရင်တော့သူများနှစ်ဖားကြီးရှာပြီးတော့ကတ်တောက်တာလေဗျ အရက်ဒိတ်တော့တဲ့ဥတင်းထွန်ကြီးဟာအရက်ကြောင့်ပဲမကြခင်မှာတေးချပါယူတေးရာတော့မှအရက်ကိုအသက်ကွန်တောက်ပြီးတော့တေးသွားတာဗျရင်ခွဲကြည့်တော့ဥရီကလေးစားတွေအကုန်လုံးကပေါ်တော်ကြီးတွေကိုဖောင်းကားနေတယ်ဆိုပြီးဒါနဲ့နိုင်လင်းတို့အိမ်မှာနိုင်ရေးလုံးကြတာပေါ့လူတွေကတော့ဒီလိုအရက်သမားတယောက်တေးသွားတာခက်ကောင်းကောင်းကြီးလို့ပြောနေကြဒါယူမဲကျုပ်အတွက်တော့မကောင်းပါဘူးဗျမသေးခင်ကလေးကကျုပ်ကိုကိုချိုးစားမယ်အစိမ့်လိုက်ကြိုက်စားမယ်ဆိုပြီးတော့၆လန်းတဲ့တယ်ဥတင်းထွန်ကြီးကအခုတော့တေးသွားချပြီမဟုတ်လား မတော်လို့တစေတရေတွေဖြစ်ရင်ကြောက်ကိုလိုက်ချောင်းနေမှာပဲဆိုတဲ့အသေးနဲ့လက်နေမိတာဗျဥဒင်းတော်လောင်းကိုတော်တော့မကြည့်ရအောင်ကြောက်နေမိအဲ့ဒီတော့ကကျုပ်အသက်10နှစ်ပဲရှိသေးတာကိုဗျဖြစ်ချင်တော့အဲ့ဒီညမှာပြဿနာတက်တာပဲနေလေကအဖွားတုတ်ကြွေတဲ့တရေသီးတုတ်တွေကိုစားကောင်းကောင်းနဲ့အသက်ကုန်စားထဲတဲ့ကျုပ်ဘိုက်ကညရောက်တော့တစကန်ထလာတော့ညကတိတ်တော်မနဲ့သေးဘူးဗျခုနှစ်နာရီလောက်ပဲရှိဦးအဖွားကဖျားဝစ်တက်နေနိုင်လင်းတို့အိမ်မှာလေလူတွေသူတွေနဲ့စီကားနေတယ်ဆိုတော့ ကျုပ်စိတ်ကိုတင်းလိုက်ပြီးတော့အိမ်သားစီအမြန်ပြေးလာခဲ့လိုက်။အချင်းကားဆိုရင်အိမ်မှာဒေါ်သေးရှိတဲ့တယ်။အဖွားမအရင်အိမ်သားကိုဒေါ်သေးခေါ်သွားနေကြ။အခုဒေါ်သေးကသူ့ယောက်ျားဥနေထွန်ပြင်အောင်လို့ချင်းရင်အိမ်ရောက်နေတဲ့ချိန်ပေါ့။အိမ်သားကလည်းမသွားလို့မရတော့ဘူး။ကိစ္စကထိတ်ဝရောက်နေပြီ။ဒေါ်ရအိမ်သားဆိုတော့အိမ်ထဲခလန်းလန်းရဲပြ။ဟိုချန်နောက်ဘက်မှာသွားဆောက်တတ်တာမျိုးပြ။သွားတော့ကတော့ဘာမှမသိပေမဲ့အိမ်သားတက်နေရင်းနဲ့မှာငါ့ကိုဥတင်ထွန်ကြီးလာချောင်းရင်ဘန်းနဲ့လုံမလဲဆိုပြီးတော့ကြောက်လာမိတယ်ပြ။ တသိန်းတွေတကိုယ်လုံးထားလာပြီးတော့ကောင်းတဲ့ဘန်းတွေကြည်လာတယ်။အဲဒီချိန်မှာဘာဖြစ်လဲဆိုတော့အိန္ဒာနောက်ပဲလေလံချောင်းသားကနေအဟင်းဟင်းဆိုပြီးတော့ချောင်းဝံတန်ကြားရ။ကျုပ်တို့အိန္ဒာနောက်မှာလေလံကြီးတစ်ခုရှိတယ်ဗျ။လေလံရဲ့ဟိုဘက်မှာတော့လေခွင်းပြင်ကြီးတွေပဲရှိတော့တာ။တောရွာကချမ်းဆိုတော့ခြံလုံးပြည့်စီရွမကနိုင်ဘူး။လေလံကနေလန့်ကူလာရင်ခြံထဲကိုရောက်တာပဲ။နောက်ခုကလေးကကြောက်နေတဲ့ကျုပ်ကချောင်းဝံတန်ကြားတော့တုန်တက်သွားတယ်။တယောက်တည်းငြိမ်ပြီးတော့နားထောင်နေတော့ နှာခေါင်းထဲကိုအနံတစ်ခုရလိုက်တယ်ဗျ။ဘာအနံလဲဆိုတော့ဥဒင်းထွန်းနဲ့တွေ့တာ။ရှားတက်တယ်၊ကျင်ဆုပ်ဆိုကိုနဲ့ရဲ့အရက်နဲ့ရဲ့ရောနေတဲ့အနံမျိုးဗျ။ဒီအနံရလိုက်တဲ့ကဥဒင်းထွန်းကငါ့ကို၆ပြီဆိုပြီးတော့တီးလိုက်ရပြီဗျ။မကြပါဘူး။အိနာဘေးနာကနယံကို မြေကြီးခဲတွေလာမှန်းနေဗျ။တပုတ်ပုတ်ပြီးတပုတ်ကြလာတယ်။သုံးလေးကလောက်ကြလာပြီးတော့ကျုပ်လည်းမခံနိုင်တော့အိနာတွေကမထွက်ရဲတာနဲ့အဖွားချောင်းလိုအတန်ကုန်အော်ဟစ်တာပဲ။ကျုပ်ဘယ်လောက်တောင်အော်လိုက်တယ်လေတော့မမှတ်မိဘူးဗျ။ နောက်တော့လူတယောက်ကတပုတ်ပုတ်နဲ့ပြေးလာ။အိန္ဒာတကားလာခွင့်တဲ့သူဟာဒေါ်သေးယောက်ျားဥနေထွန်ပြ။သူဟာကျုပ်ကိုဘာဖြစ်လဲဘာညာလဲဆိုပြီးမေးတာပေါ့။ဥနေထွန်ကြီးကျုပ်ကို၆လနဲ့အကြောင်းပြောရင်းနဲ့မေးစာခဲတွေပြလိုက်တော့ဥနေထွန်တောင်မှတော်တော်အံ့ဩသွားတယ်ဗျ။အဒုတိယရောက်လာတဲ့လူကတော့အဖွားပေါ့ဗျာ။အဖွားကိုတွေးတာနဲ့ကြုံဖက်ပြီးတော့ငိုတာပဲ။အဖွားကကျုပ်ကိုအိမ်ပေါ်ခေါ်သွားပြီးတော့ပေးရည်တွေဘာတွေတိုက်တော့မှစိတ်ထဲနဲ့နေနေလို့ကောင်းသွားတာဗျ။အဲဥနေထွန်ကတော့လမ်းလျှောက်တော့ထုံးနဲ့ထုံးနဲ့ဖြစ်နေတယ်။ အဘွားကဘာဖြစ်တာလဲလို့မေးလိုက်တော့ကျုပ်အော်တန်ကြလို့အင်နာစီကိုပြေးလာရင်းနဲ့လမ်းကကိုကိုပြင်းမြင့်နဲ့ခလုတ်တိုက်မိတာတယ်ဗျခြေကောက်လဲမလို့ဖြစ်သွားတယ်ဆိုပြီးမောင်ကြီးမဲကြီးတွေပြေးရတာဆိုတော့ခလုတ်တိုက်မိတာဖြစ်မှာပေါ့ဗျအဘွားကတော့ဥနေထွန်းလိမ့်ဖို့ပျုပ်စီပလင်းလေးပေးလိုက်သေးတယ်တောကလူတွေအတွက်ကတော့ဒီလောက်ခလုတ်တိုက်တာတော့တော့မမှုမနေဘူးဥနေထွန်းကတရက်လောက်ပဲနေတာဗျနောက်တစ်နေ့ကျတော့ကားပြန်လိုက်မယ်ဆိုပြီးတော့ပြန်သွားပါရောတော်သေးကကြိုးကြောင်မှန်တီလို့အိမ်မှာလာနေပြီး ။ဥရင်တို့ညီကိုအမြေချပြီးတဲ့အတိကျုပ်အိမ်သားကိုတယောက်တည်းမသွားရဘူး။၃၄ရက်လောက်ကြာတော့ကားဆွဲသွားတဲ့ဥနေထွန်းတယောက်ပြန်ချလာလေဗျ။ပုံမှန်ဥနေထွန်းကားထွက်ဆွဲရင်အနည်းဆုံးတပတ်စေရခန့်ကြာတတ်တယ်။ပြန်လာမဲဆိုရင်လေစာရီပါရီကြီးလူကြုံတွေပါရီနဲ့တရင်ပါနေကြဗျ။အခုလိုကောက်ခငင်ငါကြီးပြန်လာတော့ကျုပ်တို့ပြေထူးဆန်းနေတာပေါ့။အိမ်ရောက်လို့ဝိုင်းမိတော့မှခြေထောက်ကမတက်တာလို့ပြန်လာတယ်လို့ပြောတာ။သူ့ခြေကောက်လဲတဲ့နေရာမှာအညိုရောင်ကွက်ကြီးတစ်ကွက်ဖြစ်နေတာတည်းဗျ။ ်အဖွားကတော့အကြောထီသွားတာနေမှာလို့ပြောပြီးတော့ဗမာဆရာနဲ့ပြဖို့ပြောတယ်အဲ့ဒီတော့ကအကျုပ်တို့ရွာမှာအယိုးအကျော်တိတ်နိုင်တယ်ဗမာဆရာကြီးတယောက်လို့ရှိဘလောက်တောင်ကောင်းတယ်လဲဆိုရင်ဟိုးရန်ကုန်ကားတောင်မှာအဲ့ဒီဆရာကြီးစီကိုလာပြီးတော့ကူးရကျုံငယ်ငယ်ကမလကာတီတက်ခွေးရင်နဲ့အပေါ်ကလိမ့်ကြလို့လက်ကျိုးပူတယ်အဲ့ဒီဆရာကြီးစက်တို့စီးပေးလိုက်တာတပတ်လောက်ကြတော့အကျိုးကသူ့လိုလိုပြန်ဆက်သွားတယ်ဗျဒီလောက်တောင်ကောင်းတယ်ဆရာကြီးဗျအဖွားကဆရာကြီးစီကိုလိုက်ပို့ပေးဆရာကြီးကကူပေးပို့ တပတ်ကြာရင်မတက်တော့နှစ်ပတ်ကြာရင်မတက်တော့သုံးပတ်အထိကုပြီးတော့တော့ဘာမှမထူးခြားဘူးဗျစောစောကညိုကွက်ကြီးနေရာကနေအေဂျီဖောင်းလာတယ်လို့ ဖောင်းတက်လာတာ ਨੇ အကျော်ကိုဆရာကြီးကသူမနိုင်ဘူးဆိုပြီးတော့ထုတ်ပြောတာဗျဘိန်းစလုတ်ကဆေးမှုစီသွားပြတော့အနာကိုခွဲကြည့်ပြည်တွေထွက်လာတာမနေဘူးဗျအဲ့ဒါလေးမတက်တော့ဒါနဲ့ယထာစီးပြီးတော့ညောင်လေးပင်ဆင်းပြဆရာဝန်နေစိုးနေပြီအနာကခွဲလိုက်တာမှပိုဆိုးသွားပြီးတော့ဘယ်ပြဲကြီးဖြစ်သွားတော့တာ ပြီးစားထားတဲ့အသားတွေဆိုရင်နီးရဲတွက်နေတာပဲဗျခြေခုံမှာဖြစ်တော့အထဲကရိုးတောင်ပေါ်လာတယ်နောက်ဆုံးမရတော့လို့ပကိုးတီစင်းပြရတယ်ပန်းစံတွေလည်းကုန်လိုက်တာတောက်တောက်လေးပဲပေါ့ပကိုးမှာဆေးရုံတက်ခိုင်းတော့ဥနေထွန်းကမတက်ချင်ဘူးဆိုပြီးတော့ပြန်ချလာတယ်ဥနေထွန်းကိုပြန်ခေါ်လာတော့ဥနေထွန်းကအဖျားတွေတက်ပြီးတော့လူကတတိရလိုက်မရလိုက်နေပေါ့ဗျဥနေတင်းဆိုတာအရင်ကထောင်းထောင်းမောင်းမှာပိုက်ပူပူနေဗျအခုတော့တလာခွေနှစ်လားလောက်တွင်းပါပဲတကူလုံးပိန်ကြပြီးတော့ အကျိုးချောက်လိုလိုကိုဖြစ်သွားတာနိုင်ယိုလေးတွေဆိုရင်အပြင်ကိုဖောင်းထွက်နေတာဗျဝါရာဆိုလိုခြေခောက်လေတဲ့ခြေတော်တစ်ချောင်းပဲကျန်အဲ့ဒီခြေတော်ကတော့ဖောင်းဖောင်းကြီးဖြစ်နေကြဗျမသိရင်စင်ခြေတော်ဖြစ်နေတဲ့လူလိုပဲအကျိုးတော့ငငယ်တုန်းကစင်ခြေတော်ယောဂါဆိုတာရှိခြေတော်တွေကစင်ခြေတော်တွေလိုဖောင်းဖောင်းကြီးဖြစ်နေတာတည်းမျိုးပေါ့ဗျာအခုဥနေတွန်းခြေတော်ကြီးကလည်းအဲ့လိုကြီးပဲဗျအနာဘက်ပြေကြီးကလည်းပြီးတဆိုးဆိုးနဲ့ဗျ။ဥနေထွန်းကိုကြည့်ရတာမသက်သာလောက်ပါဘူး။ကျုပ်ရတော့ဒေါ်သေးကတော့ အမြဲငိုနေတာပေါ့။ဦးနေထွန်းကိုအစိမ့်မမိတော့ဘူးဆိုပြီးတော့လက်တို့ထားရတယ်ဗျ။ဘွားကလည်းသူ့တမက်ဖြစ်တာဆိုတော့ဘယ်စိတ်ကောင်းပါမလဲ။အတော့ကိုစားပြုစုလောက်ကైပေးနေရတော့မအားဘူးပေါ့ဗျ။ကျုပ်ကလည်းចောင်းသားဆိုတော့ចောင်းသွားចောင်းပြန်လို့ရသေး။တရက်တော့အဖွားစောကကျုပ်တို့အိမ်ကိုလိုက်လာ။အဖွားစောကလမ်းသိမ့်မချောက်နိုင်တော့တံဝေးတောက်တောက်ထောက်ပြီးတော့ရောက်လာတာဗျ။လက်ထဲမှာလည်းတလုံးကြိုက်ကလေးကိုကင်လို့အဖွားကအဖွားစောကိုမြင်တော့လှမ်းကြိုရှာ။ အစိုးရဘာပြေလို့လိုက်လာရတာလဲနင်းတမတ်နေမကောင်းဘူးဆိုလို့စွပြုတ်လာပို့တာပါကရင်မရဲ့နင်းချီတော့လည်းမကောင်းဘဲနဲ့အစိုးရငလင်းနဲ့ထည့်ပေးလိုက်ရင်လည်းရပါတယ်ငါနေထွန်းကိုကြည့်ချင်လို့ဟာလူတွေပြောတော့ကြားကြမနေရတော့လက်လို့ထားလိုက်ရပြီဆိုအဖွားကမျက်ရည်ဆန်းဆန်းနဲ့ခေါင်းငိမ်ပြဒါနဲ့ပဲအဖွားစော့ကိုချေရင်ကဒေါ်သေးတို့အိမ်စီကိုခေါ်သွားကြယူ ကျောက်ကတလုံးကြိုက်လေးကိုကိုင်းပြီးတော့အနောက်ကနေလိုက်လာခဲ့ရ။ဦးနေထွန်းကသူ့ကိုလာကြည့်တဲ့လူတွေနဲ့စကားတွေပါတွေပြောနေတာဗျ။အဖွားစောလေအိမ်ပေါ့ဝဝရောက်ရော။အဖွားစောကိုတချက်ကြည့်ပြီးတော့ဟုံးစိုးလဲကြသွားပါရော။အဖွားစောကလည်းဦးနေထွန်းကိုစိုက်ကြည့်လို့ဗျ။ဦးနေထွန်းကသူ့ဘေးနားမှာချထားတဲ့ဆောင်းပါးလေးကိုယူပြီးတော့ခေါင်းမိဆွဲချုံလိုက်တော့အဖွားစောကအိမ်ပေါ်လှမ်းတက်ရင်နေဦးနေထွန်းချေရင်ကနေခါထောက်ပြီးတော့အမေလက်ဆက်တက်တော့ ီအိမ်ဘောကိုဧည့်သည်ရောက်နေတာကိုဟဲ့အဘွားစောဘာကိုပြောချင်နေဆိုတာကျုပ်တို့နားမလည်ဖြစ်နေတာဗျအဘွားစောကလက်ထဲကကင်ထားတယ်ဝါတောင်ဝင်းနေဦးနေထွန်းရဲ့အစင်ကြေထောက်လို့ခြေတော်ကြီးတစ်ဖက်ကိုထောက်ထည့်လိုက်တော့ဦးနေထွန်းဆိုရင်တအားအားနဲ့အတန်ကိုဟစ်ပြီးတော့អော်တော့တာဗျကျုပ်ရဲ့တော်တော်သေးကအိမ်တော်ဘေးကနေပြေးထွက်လာအဘွားဆိုရေ ကိုနေထွန်းကိုဒီလိုမလုပ်ဖာနေဟဲ့ငါနင်းယောက်ျားကိုလုံနေတာမဟုတ်ဘူးမိသေးရဲ့ နင်းယောက်ျားဟန်ဆောင်ထားတဲ့လူကိုလုံနေတယ်ဘသူကဟန်ဆောင်ထားတာများလဲရင်အဖွာဆိုဒါကတော့ညီတို့ကိုယ်တိုင်မေးကြည့်ပေါ့အေးတကယ်ဆိုရင်အဖွာဆိုကတောင်ဝင်းနဲ့ထောက်တယ်ဆိုုံလေးထောက်ထားတာဗျဖိထားတာမဟုတ်ဘူးအဲ့ဒါကိုဦးနေထွန်းကမကံမရမ်းနိုင်ဖြစ်ပြီးတော့ဩနေတယ်စောင်းကြုံလေးကတော့မထွက်ဘူးပေါ့နော်အဖွာဆိုကတောင်ဝင်းကိုခတ်တတာမြောက်ပြီးတော့အနာနီယာကိုဖိလိုက်တော့ဦးနေထွန်းကအတန်ပြဲကြီးနေခုနှစ်အိမ်ကြာရှစ်အိမ်ကြာအော်ပါလေးရော တချို့ကဥနေထွန်းအေးကန်နေပြီထင်လို့ပြေးလာကြကျော်စံနင်းဘသူလဲမှန်မှန်ပြောကျုပ်ကျုပ်နေထွန်းမှာဗျအော်မေနေရငါ့ကိုလင်းချင်နေသေးတယ်အဖွားစောကပြောဆိုပြီးတော့တောင်ဝေးကိုအသာထပ်ပြေးလိုက်တော့ဥနေထွန်းဆိုရင်ခေါင်းမာထောင်ပြီးတော့អော်သေးရဗျဘသူမှဘာမှမလုပ်ရဲပဲနဲ့အဖွားစောလောက်တာကိုင်းတာတွေကိုငေးကြည့်နေကြရတယ် ဟဲ့ကောင်ဒီကိုကြည့်စမ်းငါ့ကိုကြည့်စမ်းနင်းကောင်းကခေါင်းမီးခြုံကြီးခွာထဲလိုက်ဦးနေထွန်းကလက်တွေတုံရင်နေတာဗျခွာမှလားမခွာဘူးလားချက်ဖိလိုက်ရမလားပြောမမမလုပ်ပါနဲ့ဗျာခွာဆိုရင်လဲခွာပါမယ်ဦးနေထွန်းကခေါင်းမီးခြုံထားတဲ့ဆောင်ကိုဆွဲချလိုက်ပြီမေအဖွားစောကိုမကြည့်ဘဲနေအကြည့်လွှဲနေနင်းငါ့ကိုကြည့်စမ်း အားမျက်လုံးကိုတဲ့တဲ့ကြည့်လိုက်။ဦးနေတုံးကမကြည့်ချင်ဘူးဗျ။ဒါပေမဲ့တုံတုံရင်နဲ့နောက်ဆုံးတော့ကြည့်ရှာ။နင်းဘယ်မှထွက်ပြေးဖို့မလုံနဲ့။ကဲပြောစမ်း။နင်းဘသူလဲ။ဘာလို့သူ့ကိုဖမ်းစားထားရတာလဲ။ပြို့။ပြို့ပါမယ်ဗျာ။ကျုပ်ကျုပ်နာမည်ကတော့ဘောတူပါ။အမေဖုတ်ဘလူးပါ။သူပြောတော့ကြည်နေတဲ့သူတွေအားလုံးထားရည်လိုက်ကြအဖွားစိုးကတော့ကျုပ်တို့ကိုကြည့်ပြီ ကြည်မနေကြနဲ့ဘောတော်တို့ဘောကျော်တို့ဘလူးနာမည်တွေကိုနင်းတို့မကြဘူးမဟုတ်လားကဲပြောစမ်းနင်းဘဲမှနေတာလေဘာလို့ပြူစားရတာလဲကျုပ်ကအရင်ကတင်းချိုင်းကုန်းဘက်မှာနေပါတယ်ဟိုအခုတော့သူတို့အိမ်အနောက်ဘက်ကိုကုတ်ပင်အောက်ကတောင်ပိုလေးမှာနေပါတယ်သူများချံမှာလဲကုတ်ကက်နေသေးပြီသူများကိုလည်းဖန်းစားခြင်းလို့ရမလားဟဲ့ရပါတယ် ကျုပ်ပိုင်နဲ့ထဲမှာထိခိုက်တံရရသူမှန်သမျှကိုဖန်ဆားပိုင်ခွင့်ရှိပါတယ်။သူကလွန်ခဲ့တဲ့နှစ်လတုန်းကဒီကောင်လေးအော်လိုက်လို့အိမ်သားစီကိုပြေးလာတဲ့ချိန်မှာကျုပ်နေတဲ့တောင်ဘိုးကထွက်နေတဲ့မြေခဲတစ်ခုနဲ့ခလုတ်တိုက်မိတယ်။အဲ့ဒီချိန်ကျုပ်ကဖန်ဆားလိုက်တာပါ။နင်းတော်တော်လာတဲ့ကောင်ပါလား။အခုချက်ချင်းသူ့ကိုလွှတ်ပေးလိုက်စမ်းမလွတ်နိုင်ပါဘူး။သူသားစားရကန်ဒီမှာပြန်မလွတ်နိုင်တော့ပါဘူး။သူ့အသားကိုစားပြီးရင် သူ့ကိုကြုတ်စီမှာကြုံခံခိုင်းမလို့အကုန်ပြင်ဆင်ပြီးပါပြီ။နင်းစားခြင်းငါနင်းကိုကြက်ဖို့ကြက်မှကျွေးသူ့ကိုလွှတ်ပေးလိုက်စမ်းမှာမရဘူး။လူသားနဲ့ကြက်သားမလင်းနိုင်တော့ခမရကျုပ်ကိုနှိပ်ဆက်ချင်သလောက်နှိပ်ဆက်ပါ။အချိန်တိုင်းရင်ဒီလူသိမှာပဲ။နင်းကအသေးကောင်းလို့ပွဲတောင်းနေပေါ့ဟုတ်လား။နင်းဒီနေမှာနေပြီးတော့ငါအเจ้าမသိဘူးလား။ ဦးနေထွန်းကဘာမှမပြောဘဲနဲ့အဖွားစောကိုစိုက်ကြည့်နေတာဗျ။ရုပ်ကလည်းခက်မှမှာပဲ။အဖွားစောကခေါင်းတငိမ့်ငိမ့်နဲ့ငလင်းငါ့ကိုရေတဖလားလောက်ခက်ပေးစမ်းကျိုးအိမ်ပေါ်ကနေပြင်းစင်းလိုက်ပြီးတော့ကြောက်စီတဲကနေတံပလားကြီးနဲ့ရေတခွက်ခက်လာခဲ့လိုက်အဘွားစောကသူ့ကောင်းမှာစိုက်ထားတယ်တစ်သားစိုက်ဘင်းလေးကိုဖြုတ်လိုက်ပြီးတော့အဲ့ဒီရေထဲစိမ့်လိုက်တယ်ဗျဘင်းလေးကိုရေထဲမှာထည့်ပြီးတော့၄-၅ချက်လောက်မှုလိုက်သည ပြီးတော့ရေပလာကိုအဖွားစီပေးလိုက်။ကရင်မကြီးအင်းတို့အိမ်တော်ဖေးကသူနေတဲ့တောင်ဘုတ်ကိုဒီရင်နဲ့သွားလောင်းစမ်းတခါတည်းအများကြီးမလုံးနဲ့ဖြည်းဖြည်းချင်းလောင်းချဟုတ်ပြီ။အဖွားစောဟိုကျုပ်သွားလောင်းချင်နေဗျာ။နေမသွားနဲ့ငလင်းဒီချံကကရင်မပိုင်းဒီမြေဟာကရင်မပိုင်းတဲ့မြေပဲသူလုံးမရလိမ့်မယ်။အဖွားကဖလားကိုယူပြီးတော့ထွက်သွားတယ် အဖွားစောရဲ့ဘင်းလေးကလည်းရေပလာတဲ့ပါသွားတယ်။အဖွားထွက်သွားပြီးတော့တိတ်မကြပါဘူး။ဦးနေထွန်းတရားကိုလုံးကိုလက်တွေနဲ့ပုတ်တက်ပြီးတော့အော်ဟစ်နေတာဗျ။ခမားတို့မြင်သာအောင်ပြောရမယ်ဆိုရင်တော့ရေချွင်ရင်ဆက်ပြတိုက်တယ်လို့ပဲ။တကူလုံးကိုပုတ်တက်ပြီးတော့ပူရဲပူရဲကြီးအော်နေတာ။အစားကတော့ခက်တိုးတိုးပဲ။နောက်တော့တော်တော်ကိုကျေးလာ။၃မိနစ်လောက်ကြာရောတကူလုံးကိုထွန်းထွန်းလူးနေတော့တာပဲ။ဒေါ်သေးကတော့မျက်စိမျက်နှာပြက်နေပြီဗျ။ဟဲ့မီသေး နင်းယောက်ျားဘာမှမဖြစ်စေရအောင်ငါဟိုအကောင့်ကိုလုံနေတာနင်းအသာနေစမ်းကြွကြောက်ပါဗျာကြောက်ပါပြီအဖွားဆော့ရင်အေးဒါဆိုရင်ငါကြွေးတာကိုစားနင်းသူ့စီကထွက်သွားမသွားရင်ငါစိုက်ပြီးကိုနင်းတောင်မူတယ်ပြစ်ထဲလိုက်โอเคစားပါမယ်အဖွားအချွတ်လဲထွက်ပါမယ်ဘိန်းနေတော့မလုတ်ပါနဲ့ကောင်းပြီနင်းအခုထွက်နင်းလုတ်ထားတာတွေနင်းပြန်ယူသွား ဒီလောက်စားရရင်တော်ရော့ပေါ်ဟာငါကတိပေးတဲ့တိုင်ကြက်ဖို့ကြက်မှလာကျွေးမယ်နင်သွားတော့ဦးနေထုံးကကောင်းကျိပေးတာနေလူကအရှိကိုငိုက်ကြသွားတော့တာပဲဘေးကကြည့်နေတဲ့လူတွေအမြန်ပြေးဆွဲရပြီးတော့ကောင်းပေါ်ပြန်ချပေးလိုက်ရဒေါ်သေးကတော့ငိုတော့တာပဲဗျာဘာမှမဖြစ်ဘူးမိသေးဟိုကောင်ပူးတာကြလို့တတိမိနေတာမကြခင်ကောင်းသွားလိမ့်အဖွားကဖလားလေးကင်ပြီးတော့ပြန်လာတယ် အဖွားစောကစိုက်ဖိန်းလေးကိုပြန်ယူပြီးတော့ရေတွေခါထုတ်နေ။ကရင်မကြီးကြက်ဖို့အကြမ်းအဆုံရှားအမွှေးနှုတ်ပြီးတော့မကြက်တကြက်กินလိုက်။မြေစလောင်းဘုံနဲ့ထမင်းနည်းနည်းထည့်ပြီးတော့အပေါ်ကကြက်ဖို့အကြမ်းကိုတင်းပြီးရင်တော့တောင်ပေါ်နောက်ကိုသွားချတာဟုတ်ပြီလား။ဂျေဇုတင်မာရဲ့အစောရဲ့ဒါနဲ့ဒီဘလူငါးချက်နေမှာရှိနေတာငါမကြိုက်ဘူး။ငါတို့ကိုထက်ပြီးတော့ပြဿနာရှာနေအောင်မေး။ ရပါတယ်ကရင်မရေနင်ကျွေးစရာရှိတာသာကျွေးလိုက်ကျွေးပြီးရင်လည်းငါသူ့ကိုနှင်ပေးမယ်ဟုတ်ပြီလားအဖွားတို့လည်းအလို့ရှုပ်ကုန်ကြကြက်ဖို့ကြက်မကတော့လွဲပါလေဗျကျိုးတို့အိမ်ဒီမွေးထားတာကိုဒီလိုနဲ့အဖွားစောပြောသလိုလောက်ကန်ပြီးတော့တောင်ဖို့ရှိနာမှာသွားချပေးရအဖွားစောကတောင်ဖို့ရှိတဲ့နေရာကိုအိမ်ပေါ်ကနေလှမ်းကြည့်ရင်မြေဖို့ဘိုးတို့နင်ငါပြောတာနားထောင်စမ်း နင်ဒီမနေတာကိုမြေပန်းရှင်ကမကြိုက်ဘူးဟဲ့စားပြီးရင်နင်းသွားတော့ဒီကနေလွတ်ရလို့ចောင်းကိုသွားဒီအိမ်နဲ့တန်တောင်600တွင်နင်းပြန်လာခွင့်မရှိအဖွားစောကတယောက်တည်းပြောဆိုနေတာဗျသူစန်းနာတစ်ခုကမြေစလောင်းဖုံးလေးကလေးမတိုက်ဖင်းနဲ့ကျုပ်တို့အရှိမတင်ကွက်ခနဲလဲကျသွားတာဗျစလောင်းဖုံးနဲ့ထည့်ထားတဲ့ကြက်နက်ကောင်နဲ့သမင်းတွေကတော့မြေပေါ်ကြကုန်ဒီချိန်တောင်ဖို့အောက်ချီအပေါက်ကလေးတွေကနေပြည့်ရစိတ်မဲမဲကြီးတကောင်ထွက်လာကြတယ် ဗျက်စိတ်တွေကအခါချင်းကောင်းကြီးတွေလို့ပုံစံမျိုးဗျ။ကောင်းကတော့အတော်ကြီး။ကြက်သားတွေဘောကိုဒီကောင်းကြီးတွေကမဲနေအောင်အုံနေကြတာကြောက်စရာကြီးဗျ။အဖွားစောကသွားကြည့်မနေနဲ့ဆိုလို့အားလုံးပြန်လာခဲ့ကြရတာ။အိမ်ပေါ်ရောက်တော့ဥနေထွန်းကတတိပြန်လဲနေပြီ။သူပြောတာလည်းထူးဆန်းနေဗျ။သူနေမကောင်းတဲ့ချိန်သူ့ကိုလူတစ်ယောက်ကတွန်းလိုက်တယ်လို့ဖြစ်ပြီးတော့လွင်လွင်ထွက်သွားတယ်ဆိုပေဗျ။အဲဒီလိုလွင်သွားတိုင်းဘယ်နေရာမှမသိတဲ့နေရာကိုရောက်ရောက်သွားတာ။သူရောက်သွားတဲ့နေရာကမြေရောက်ထဲကဂူကြီးလိုလိုနေရာမျိုးတွေ ဲဒါပြီးတော့ဥနေထွန်းလေးထူးထူးထောင်းထောင်းဖြစ်လာအနာကလည်းဆေးပြန်တိုးပြီးတော့အသားနှုတ်တွေတဖြည်းဖြည်းနဲ့တက်လာတယ်ဗျတလားတော့မကြပါဘူးလမ်းတောင်ပြန်လျှောက်နိုင်တယ်ဥနေထွန်းနေကောင်းတော့အဖွားစောစီကိုသွားပြီးတော့ကရော့ချသေးတယ်အဖွားစောကတော့ဆေးဘိုးဝါဘိုးတို့ပညာကြီးတို့ဘာမှကိုမယူပါဘူးဗျဥနေထွန်းကရော့သွားတယ်ပတ်စံတွေကိုတော့အာယုံစွန်လောင်းနေတယ်ထဲလူလိုက်တာဗျတံပိုကြီးကဘာဖြစ်သွားလဲဆိုတော့အချင်းကြလာတာနဲ့မြာတဖြည်းဖြည်းနဲ့တေးကြသွားပြီးတော့နောက်ဆုံးကိုမှုမှုလေးဖြစ်ကြံခဲ့ပါတော့ အဲ့ဒီမှာနေတဲ့ဘလူဘယ်ရောက်သွားလဲဆိုတော့ကျုပ်လည်းမပြောထပ်ဘူးဗျ။အဖွားစောကအတီနောက်ကျရင်ဥနေထွန်းတယောက်မြေဖို့ဘလူစားခံရပြီးတော့တေးမှာဗျ။အဲ့ဒါကိုတီးလို့များအဖွားစောကသူတို့အိမ်ကနေကျုပ်တို့အိမ်ထိကိုတံဝေးတစ်ချောင်းထောက်ပြီးတော့ရှောက်လာသလားပဲဗျ။ဒါကတော့အဖွားစောနဲ့ပတ်သက်တဲ့ကျုပ်ရဲ့ပွဲဦးထွန်းအတွေ့အကြုံပေါ့။အဖွားစောနဲ့ပတ်သက်ရင်ကျုပ်မှာပြောစရာတွေအများကြီးရှိနေပါသေး။ ရိသတ်ကြီးများခင်ဗျာဒီနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ။